မင်္ဂလာပါရှင်မတ်လ31ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျွန်မရုံရက်ဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မတ်လ31ရက်နေ့မနက်10:00နာရီခွဲအချိန်ကယ်ဘာနာဝန်ချိုရူကနေတိုင်းတာပေးချေရကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာတိမ်တင့်တင့်ဖြစ်တော်နေပါတယ်ကြံမင်္ဂလာပင်လယ်အော်မှာတော့တိမ်အနှဲငယ်ဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တပြီလုံးလိုလိုမှာတိမ်တင့်တင့်ဖြစ်တော်နေအောင်တွေ့ရပါတယ်ရှင် အခုဆက်လက်ပြီးတော့ဧပြီလ၁ရက်နေ့အတွက်ခမ်းမန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။မြန်မာပင်လယ်ပြင်အခြေအနေကတော့မြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနှင်းငယ်ရာနေလှိုင်းအသင့်တင့်ရှိနေပါတယ်။မြန်မာကမ်းရိုးတန်းတစ်ချောင်းမှာတော့လှိုင်းအမြင့်နေရာတစ်ပေရနေနှစ်ပေလောက်မြင့်တက်နိုင်ပါတယ်။ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအမြင့်ကသုံးပေလောက်မြင့်တက်နိုင်ပါတယ်ရှင်။လေတိုက်ခတ်နိုင်မှုခမ်းမန်းချက်နေနေရာတော့ရခိုင်ကမ်းရိုးတန်းမြို့ကကျမောကမ်းရိုးတန်းမွန်နဲ့တနင်္လာရီကမ်းရိုးတန်းဒီသားရီမှာ တနအီယို၈မိုင်ရနေ၁၂မိုင်ထိတက်ခတ်နိုင်ပါတယ်ရှင်။ နေပူချင်းခမန်းတန်နေနေရတော့ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ဒေသတွေမှာနေပူချင်းနေရ25ဒီဂရီစနီရိတ်ကနေ30ဒီဂရီစနီရိတ်လောက်ရှိနိုင်ပါတယ်။သခိုင်းတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်ဒေသတွေမှာနေပူချင်းနေရ37ဒီဂရီစနီရိတ်ကနေ34ဒီဂရီစနီရိတ်လောက်ရှိနိုင်ပါတယ်။ကြံပြည်နယ်နဲ့တိုင်းနယ်မှာတော့နေပူချင်းနေရ35ဒီဂရီစနီရိတ်ကနေ40ဒီဂရီစနီရိတ်လောက်ရှိနိုင်ပါရှင်။ခဲလျောင်ကြီးညွန်ကိန်းအခြေအနေကတော့ 끝을 미네. ကိုင်းတိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာခရမ်းလွင်ရောင်ကြီးအညွှန်းကိန်းရအလွန်မြင့်မားတဲ့အဆင့်လောက်ရောက်ရှိနိုင်ပါတယ်။ကြံတနိုင်ငံလုံးမှာတော့ခရမ်းလွင်ရောင်ကြီးအညွှန်းကိန်းတွေကအလွန်ကဲတဲ့အဆင့်ထိမြင့်တက်နိုင်ပါတယ်။အညွှန်းကိန်းတန်ဖိုးတွေက၁၇နဲ့အထက်ကိုကျော်လွန်နိုင်ပါတယ်ရှင်။ဒီအတွက်ကြောင့်အထူးသတိပေးချင်တာကနေ့လယ်အပြင်သွားလာကြတဲ့အခါမှာအင်ကြီးလက်ရှိထီအုပ်ထုပ်စသဖြင့်အကာအကွယ်တွေလုပ်ပြီးမှသွားကြဖို့နေအောင်ကားလို့ရှင်းမဲ့ဖြစ်ဖြစ်တနခါထူထူလိမ့်ပြီးတော့မှဖြစ်ဖြစ်အပြင်ထွက်ကြပါလို့ပြောကြားလိုပါတယ်ရှင်။ မိုးရွာသွန်းနိုင်မှုခမန်းချမ်းနေနေရတော့ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းမှာနေရာကျကျမိုးနဲ့ငယ်ရွာသွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမန္လေးတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္လာနေ့တိုင်းဒေသတွေမှာတော့နေရာကွက်ကြားမိုးအနှဲငယ်ထစ်ချုံလာနိုင်ပါတယ်။ကြံဒေသတွေမှာတော့တိမ်အထင်အင့်ဖြစ်တော်နိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မျိုးရော်အီလီရဲ့တပတ်အတွင်းမိုးလေဝသခမန်းချက်နေနေရတော့နေပြော်နဲ့အနီတဝိုင်မှာအမြင့်ဆုံးဘူချိန်က38ဒီဂရီစင်နီဂရိတ်နေဆုံးဘူချိန်က22ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။တရင်တင့်တင့်ဖြစ်တော့နိုင်ပြီးတော့မိုးရွာဖို့တည်ချမှုက30ရာခိုင်နှုန်းလောက်တည်ချနိုင်ပါတယ်။ဒီတပတ်လုံးမှာနေပြော်မှာတိမ်နှင်းငယ်ဖြစ်တော့နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ရှမ်းကမြို့နယ်ဒီတိုင်းမှာအမြင့်ဆုံးဘူချိန်က38ဒီဂရီစင်နီဂရိတ်နေဆုံးဘူချိန်က22ဒီဂရီစင်နီဂရိတ်လောက်ရှိနေပါတယ်။ ။ရန်ကုန်မှာလည်းတိမ်အသင်းတန်ဖြစ်တော်နိုင်ပါတယ်။မိုးရွာဖို့ဒီရောင်မှုနေနေရတော့30ရာခိုင်နှုန်းလောက်ဒီချနိုင်ပါတယ်။ဒီတစ်ပတ်လုံးမှာရန်ကုန်မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။မန္တလေးမြို့နယ်ဤတိုင်းမှာအမြင့်ဆုံးမူချိန်က38ဒီဂရီစင်နီဂရိတ်နေသောမူချိန်က22ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန္တလေးမှာလည်းတိမ်အသင့်တန့်ဖြစ်တော့နိုင်ပါတယ်။မိုးရွာဖို့ဒေသမှုနေနေရတော့30ရာခိုင်နှုန်းလောက်ဒေသနေပါတယ်။ဒီတစ်ပတ်လုံးမှာမန္တလေးမှာလည်းတိမ်နှင်းငယ်ဖြစ်တော့နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ပြည်နယ်နဲ့တိုင်းလိုက်မြို့တော်ကြီးရဲ့မိုးလေဝသခန်းမှန်းချက်တွေကိုထုံးလင့်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါရဲ့ရှင်။ဒီရှင်အပေးကြိုက်အတွက်ကျေးဇူးထူးပဲတင်ပါတယ်ရှင်။